ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ဤတူရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်စေရန် NLD ပါတီကမိဖက်အင်အားစုများအားလုံးနဲ့ဖူးပေါင်းဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အချမ်းဖတ်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကို NLD ပါတီကအတိမတ်ပြုမည်မဟုတ်ပဲရွေးကောက်ပွဲအကောင့်ထဲမပေါ်စေရန်မိဖက်အင်အားစုများအားလုံးနဲ့ပူးပေါင်းဆောင်ရွက်မည်ဟုယနေ့စက်တင်ဘာလ28ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီကထုတ်ပြန်လိုက်ပါတယ်။မင်းအောင်လှိုင်ဦးစီးသောအချမ်းဖတ်စစ်တပ်သည်ပြည်သူလူထု၏ဆန္ဒကိုလစ်လျူရှုပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ကာအာရမအာနာလူယူပြီးနောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဒုတိယဥက္ကဋ္ဌတင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဒုတိယဥက္ကဋ္ဌနှင့်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်အပါဝင်အစိုးရအဖွဲ့အကြီးအကဲများအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကောင်းဆောင်များကိုမတရားဖမ်းဆီးခဲ့ကြောင်းသိရပါတယ်အကြံဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသောပြဿနာအရရကြောင်းနိုင်ငံတကာနှင့်ပြည်သူလူထုကိုထပ်မံလှည့်စားရန်နိုင်ငံရေးတရားဝင်မှုရရန်ရှိရွယ်ကအာဏာလူစစ်တပ်သည်အတူရောင်ရွေးကောက်ပွဲတရက်ကိုကျင်းပမည်ဖြစ်သည့်ဖြင့်တရားဝင်မှုနှင့်တရားမျှတမှုလည်းရှိမည်မဟုတ်သောကြောင်း မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေလက်မခံအတိမတ်မပြူပူးပေါင်းဆောင်ရွက်နေမှာဟုတ်ပဲထိုတုရောက်ရွေးကောက်ပွဲအကောင့်ထဲမပေါ်စေရန်မိဖက်အင်အားစုများအလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီဗဟုအလုပ်ကော်မတီကပြောဆိုထားပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့၌ရှင်းပါခဲ့သောအထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနှင့်အလုံး82.36ရာခိုင်နှုန်းအနိုင်ရရှိပြီးလွှတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံရကြောင်း ထို2020ထွေထွေရွေးကောက်ပွဲရလဒ်သည်နောက်တစ်ချိန်ကျင်းပမိလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲရလဒ်ပေါ်ထွက်လာခြင်းအတီတရားဝင်တရှိနေမည်ဖြစ်ကြောင်း NLD ပါတီကဆိုပါတယ်မြန်မာနိုင်ငံရဲ့ပြည်ထနာရရက်ကိုဖြည့်လည်စေရတဲ့အတွက်အာဆီယံအပါအဝင်အိန္ဒိယနိုင်ငံများနဲ့မိတ်ဖက်နိုင်ငံများ၏ကြိုးပမ်းအားထုတ်မှုများကိုအတိမတ်ပြုကျေးဇူးတင်ကြောင်းနိုင်ငံတကာအနေဖြင့်မြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြည်လည်စေရတဲ့အတွက်သာမဟုတ်ပဲပြည်ထနာအရင်းအမြစ်ကိုသိရှိရန်လိုအပ်ပြီးအတူရောက်ရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးကို အထောက်အကူပြုမဲ့ကိစ္စရပ်များအားရှောင်ဖယ်၍ပြည်သူလူထု၏ဆန္ဒအပေါ်အခြေခံပြီးစဉ်စားဆောင်ရွက်ကြမှသာရေရှည်ခိုင်မာသောတည်ငြိမ်အေးချမ်းမှုကိုရရှိမည်ဖြစ်ကြောင်း NLD ကထောက်ပြပါရယ်2020ခုနှစ်နိုဝင်ဘာ12ရက်နေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတိုင်းဒေသနိုင်ငံရေးပါတီများသို့ပေးပို့သော နောက်အနာဂတ်မြန်မာနိုင်ငံတွင်ရှေးရှုရမည်ပြည်တော်စုအရေးကိစ္စအိတ်ဖွင့်ပေးစာတွင်ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုပေါ်ထွန်းရေးကိုမမိတ်မတုံဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး နောက်အနာဂတ်တွင်တိုင်းသားလူမျိုးစုများ၏ဆန္ဒများကိုအလေးထားဆောင်ရွက်သွားမည်ဟုဖော်ပြခဲ့သည့်ဂတိကဝတ်အတိုင်းဒီမိုကရေစီပြည်တော်စုတည်ဆောက်နိုင်ရေးကနက်ဦးလုပ်ငန်းစဉ်အဖြစ်ဖက်ဒရယ်ယူနစ်များအလိုက်ဂျာကာလာစီမံများဖော်ထုတ်အကောင့်ထဲပေါ်ခြင်းကိုသက်ဆိုင်ရာယူနစ်တွင်ဘုံကြီးမှန်းချက်တူနိုင်ငံရေးအင်အားစုများတော်လှန်ရေးအင်အားစုများနှင့်အတူဆက်လက်အကောင့်ထဲပေါ်မည်ဖြစ်ပြီးတိုင်းသားအင်အားစုများနှင့်လည်းယင်းဤပွင့်လင်းစွာဆက်ဆံရေးတိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း NLD ကကတိပြုထားပါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်ရတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌတင်နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့ကိုဤသည့်နေရာ၌ဖမ်းဆီးချုပ်နှောင်ထားသည်ကိုယနေ့တိုင်မသိရှိရပေကျမ်းမာရေးအခြေအနေစိုးရိမ်သောသတင်းများထွက်ပေါ်လာမှုကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အထူးစိုးရိမ်ပူပန်မိကြောင်း ဆရာနာသိမှုကြောင့်ပေါ်ပေါက်လာသောမြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းရတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဩကတ်တာဒေါအောင်ဆန်းစုကြည်မပါဝင်သောတွေးဆောင်ဆွေးနွေးမှုများသည်ကြည်လည်မှုမရရှိနိုင်သောကြောင့်မတရားဖန်ဆီးခံရရသောဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်ချက်မရှိအ мян ဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုများကဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းအားလုံးနဲ့အတူထိရောက်သွေးစည်းစွာကူးပေါင်းဆောင်ရွက်သွားမည်ဟုကြေညာထားပါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှပြည်သူများတဲမှပောက်ဖွာလာသောပြည်သူပါတီဖြစ်တဲ့ပြင်အာနာရှင်အဆက်ဆက်တို့ဤမလိုမုံတီးစိတ်ထားဖြင့်ဤတို့ပင်တိုက်ခိုက်ချေမုံဖြက်စည်းသည့်ဖြစ်စေပြည်သူရှိနေသည်၍ပါတီရှိနေမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြန်ပါသည်ဆလပီစကိုင်းမြို့အဝင်စေအုပ်စုခေစကန်းကိုတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် စကိုင်းတိုင်းစကိုင်းမြို့အဝင်ဝါချက်ကြီးရွာတောင်စေအုပ်စုခိတ်စခန်းကိုတနက်တချက်မဖောက်ရဘဲတော်လန်ရေးတပ်ဖွဲ့တွေကတင်ပိုက်နိုင်ခဲ့တယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။စစ်ရေးပြစ်မှတ်ဖြစ်တဲ့ဝါချက်ချောင်းရွာမှာတက်ဆွဲထားတဲ့စေအုပ်စုတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကစက်တင်ဘာ29ရက်ကသွားရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေစေအုပ်စုခိတ်စခန်းကိုတိုက်ခိုက်ဖို့လာချိန်မှာပဲဝါချက်ချောင်းရွာမှာတက်ဆွဲထားတဲ့စေအုပ်စုတွေကကားတွေနဲ့ကြိုတင်ထွက်ပြေးတိမ်းရှောင်ထွက်ပြေးသွားတာကြောင့် ်ဒေါ်လာရေးတက်ခွက်တွေဘက်ကတနက်တစ်ချက်မှမဖောက်ရပဲစက္ကန်းကိုသိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်။စကိုင်းမြို့ဝင်ဝါချက်ကြီးရွာတောင်ပန်းစကမှစစ်စေးရေးဂိတ်ကိုပြစ်ခတ်တိုက်ခိုက်ရန်တွားရောက်ခဲ့တော်လေကားဖြင့်ထွက်ပြေးတင်းရှောင်သွားသဖြင့်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိဘဲဂိတ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးပြန်လည်ဆုတ်ခွာလာခဲ့လို့ဖော်ပြပါတယ်။အဒီစီအုပ်စုဟောင်းစကိုင်းမြို့ပေါ်ကနေအင်အားဖြည့်တင်ပြီးနောက်စစ်ကြောင်းဆုတ်ခွာတဲ့လမ်းတစ်လျှောက်ကကြီးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်ခဲ့ရောဝါချက်ကြီးရွာကကလေးငယ်တအူလက်နက်ကြီးထိမှန်ခဲ့တယ်လို့ ပဲ90ကြီးရွာကလူလက်ပိုင်းတအုံးမှလည်းပေါင်ကိုကြီးထိမှန်တရားရရှိခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ကသတိပေးထားပါတယ်။စေအုပ်စုအနေနဲ့ကြီးွာရီဘက်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့မယံမနာတရက်ဆက်ပြစ်ခတ်နေတာကြောင့်ပြည်သူတွေအနေနဲ့သတိထားနေထိုင်ကြဖို့ Unicorn ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ချက်ကတဆင်အသိပေးထားပါတယ်။တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့စေအုပ်စုခိစက်ခန်းဟာဒေသခံတွေနဲ့လမ်းသွာလမ်းလာတွေကိုအကြမ်းဖက်ဖမ်းဆီးစစ်ဆေးတာအကြမ်းဖက်တာနဲ့ငွေညစ်တာတွေကိုလုဆောင်နေတာလို့ဒေသခံတွေကဆိုကြပါတယ်။ ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။